ိမ်နောင်ရေးတာယာဖို့ဆိုတာအချိန်နဲ့အမျှဂရုစိုက်ပြုစုဖို့လိုအပ်တဲ့အရာဖြစ်ပါလေဒီအချက်15ချက်ကိုအရှိခံပြီးကိုယ့်ရဲ့အိမ်နောင်ရေးကိုပုံမှန်ပြောချင်းတရားစီနိုင်ပါလေနံပါတ်1ဆက်သွယ်ပြောဆိုမှုယူသားစွာဖွင့်ဟပါတအူးနဲ့တအူးစကားကိုဖွင့်ပြောပါမကျင်တဲ့ချက်တွေကိုစုပုံမထားပဲတည်ငြိမ်စွာဆွေးနွေးပါနားထောင်တတ်ဖို့လိုပါလေကိုအိမ်အောင်ဘတ်ရဲ့စကားကိုနားစွန့်ပါခန်းစားချက်တွေကိုနားလည်ပေးပါအပြုသဘောဆောင်တဲ့စကားတွေကိုပြောပေးပါ ငါဆိုတဲ့အတုံးတုံးအစားငါတို့လို့ပြောပါ ဥပမာငါအလုံးများနေလို့ပြင်းနေတယ်ဆိုတဲ့စကားအထက်ငါတို့အတူအချိန်ဖြုံးကြမလားလို့ပြောပါနံပါတ်1ယုံကြည်မှုနဲ့လေးစားမှုတစ္ဆာတရားကိုအလေးထားပါယုံကြည်မှုကိုမပြတ်စည်းအောင် ယူဆိုင်ပါလူတူချင်းစီရဲ့ကိုယ်ပိုင်အရှင်ကိုပေးပါတရားကိုတရားလွတ်လပ်ခွင့်ပေးပါကျေးဇူးတင်ပါတယ်စတဲ့ယဉ်ကျေးတဲ့စကားလုံးတွေကိုအသုံးပြုပါနံပါတ်3ချစ်ချင်းမြတ်တာနဲ့ယူဆိုင်မှုအသေးဖွဲကိစ္စတွေကအစားယူဆိုင်ပါ မနက်စာပြင်ဆင်ပေးတာဖုံးဆက်မေးတာစတဲ့အရာလေးတွေကခန်းစားချက်ကိုမြင့်တင်ပေးနိုင်ပါလေရုပ်ပန်းဆိုင်ရာနှွေးထွေးမှုတွေပေးပါလက်ကင်နာပွေးဖက်တာတွေကချစ်ချင်းမြတ်တာကိုပြတ်တရရောက်ပါလေအာအသင်ဘွယ်အရာတွေဖော်ဆောင်ပါခရီးထွက်တာလက်ဆောင်လေးတွေပေးတာညစာအတူစားတာတွေကအင်တော်ရေးကိုပိုလန်းဆန်းစေပါလေနံပါတ်၄ပြဿနာတွေဖြေရှင်းနိုင်စွမ်းဒေါသကိုထိန်းချုပ်ပါစကားမပြောခင်အရင်အသက်ရှူလိုက်ပါအပြစ်မတင်မဲဖြေရှင်းပါ မင်းအမျက်လူလုတ်တယ်လို့ပြောတာအစားငါဒီလိုခံစားရတယ်လို့ပြောပါအတူတူအပြေးချပါပြဿနာကိုငါနဲ့မင်းနဲ့ဆိုတဲ့အစားငါတို့နဲ့ပြဿနာဆိုတဲ့အတွေးနဲ့ဖြေရှင်းပါနံပါတ်5ဘဝရည်မှန်းချက်နဲ့တူညီမှုဘဝရည်ရွယ်ချက် မျှဝေခြင်းဆိုတာကအိမ်တွင်းရေးစီးပွားရေးမိသားစုအစီအစဉ်တွေမှာတူညီတဲ့ရည်မှန်းချက်ထားပါဘာသာရေးယဉ်ကျေးမှုနဲ့အလေးထားများတူညီတဲ့တမိုးထားမှုတွေကအိမ်အောင်ရေးကိုပိုခိုင်မာစေပါတယ် ံပါတ်6ရီမောပျော်ရွှင်မှုအတူရီမောပါဟာသသလန်တွေကြည်တာပျော်ရွှင်စရာလှူရှားမှုတွေလှုပ်တာကစိတ်ဖိစီးမှုတွေကိုချော့ချပေးပါလေကလေးတွေလိုပျော်ရွှင်မှာတရားကိုတရားအရန်လေးစားနေရင်တောင်ကလေးတွေလိုပျော်ပျော်နေတတ်ဖို့လိုပါတယ်နံပါတ်9စိတ်ရှိသီးခတ်မှုအမားတွေကိုခွင့်လွှတ်တတ်ပါစေလူတိုင်းအမားလှုပ်တတ်ပါတယ်ဒါကြောင့်သီးခတ်မှုလိုပါတယ်အတူတူကြောဖြတ်ရင်ပုံမနားလဲလာပါလိမ့်မယ် နံပါတ်၈လင်မှုကိစ္စသဟဇာတာဖြစ်မှုတူဦးရဲ့လိုအပ်ချက်ကိုနားလည်ပေးပါဆန္ဒနဲ့အစဉ်ပြေမှုကိုပုံမွင့်လင်းလင်းဆွေးနွေးပါရိုမက်တစ်ဖြစ်စေမယ့်အရာများအတူတူအရာဝင်တာချစ်ချင်းမြတ်တာပြသမှုတွေကယဉ်နိမှုကိုတိုးစေပါလေနံပါတ်၉အတူတူကြီးပြင်းလာပါစာအုပ်စာပေမျှဝေဖတ်ရှုပေးပါတူညီတဲ့စာအုပ်ဖတ်ပြီးဆွေးနွေးတာမျိုးအတွေ့အမြင်တွေကိုဖလှယ်တာမျိုးလုပ်ပါအရေးရှင်းတိုးတက်အောင်လုပ်ဆောင်ပါအတူတကွသင်တန်းတက်တာအသစ်တွေလေ့လာတာမျိုးလုပ်ပါ ဥပမာရှက်ပြုတ်တင်တဲ့ဘာသာစကားတင်တဲ့ဒီလိုမျိုးတွေပိုကောင်းပါလေ အတိတ်ကိုမစွဲရှိပါနဲ့အရင်ကအမားတွေကိုထက်ခါထက်ခါမပြောပါနဲ့အရင်နှုန်းကလည်းမင်းဒီလိုပဲဆိုတဲ့စကားမျိုးကိုချောင်းပါနံပါတ်30ငွေကြေးစီမံခန့်ခွဲမှုဗနာရေးပန်းနိုင်တတ်မှတ်ပါလက်စားရဲ50ရာခိုင်နှုန်းကိုအရေးကြီးတဲ့အသုံးစရိတ်အတွက်ထားပါ30ရာခိုင်နှုန်းကိုစိတ်ကျေနပ်မှုအတွက်သုံးပါကျန်တဲ့20ရာခိုင်နှုန်းကိုစုငွေဖြင့်တတ်မှတ်ပါတယောက်ထဲလက်ဝက်သုံးစွဲတာမျိုးကယုံကြည်မှုကိုပြည့်စည်စေနိုင်တာကြောင့်အတူတူသုံးဖို့အတွက်လှုပ်ထားပါအရေးကြီးတဲ့ကိစ္စတွေမှာတိုင်ပင်သုံးစွဲပါ နံပါတ်7မိသားစုနဲ့ဆက်ဆံရေးတယောက်နဲ့တယောက်မိသားစုကိစ္စမှာကြားခံမှာဖြစ်ပါစေနဲ့ဇနီးမောင်နှံအချင်းချင်းသာအဓိကဆုံးဖြတ်သင့်ပါတယ်အိမ်တော်ရေးကိုထိခိုက်စေမဲ့ဝင်ဆွဲဖက်မှုတွေကိုချောင်ပါတချို့မိသားစုတွေရဲ့ဝင်ပြောတာမျိုးကိုပြပြတတ်တာကာကွယ်ပါနံပါတ်7စိတ်ဖိစီးမှုကိုအတူတူကန်တွယ်ဖြစ်ချင်းချင်းအလုပ်ဖိစီးမှုကိုအင်ပြန်မတဲပါနဲ့အလုပ်ကပြဿနာတွေကိုအိမ်မှာမဖောက်ချပါနဲ့စိတ်သက်သာဖြစ်စေမယ့်အလေးကျင့်လုပ်ပါညနေခင်းလမ်းလျှောက်ထွက်တာတခြင်းအတူနားဟောင်းတာမျိုးလုပ်ပါ နံပါတ်7အတူတူအိမ်တွင်းအလုပ်တာဝန်ခွဲဝေခြင်းတာဝန်ခွဲဝေပါဟင်းချက်တာအင်တန်ရှင်ကြီးကလေးကူးဆိုင်တာစတဲ့အရာတွေကိုညီမျှစွာခွဲဝေလှုပ်ဆောင်ပါတရားကိုတရားကျေးဇူးတင်တာပြပါဒီနေ့မင်းဟင်းချက်ပေးတာအရန်ကြိုက်တယ်ဆိုတဲ့စကားမျိုးကအတက်စီပါတယ်နံပါတ်14ရိုမတ်တင်နဲ့အန်အားတင်စရာလေးတွေဖန်တီးပါတပတ်ကိုတစ်ကြိမ်ဖုံးပိတ်ပြီးအချိန်ပေးပါအတူရှိခဲ့တဲ့ဓာတ်ပုံတွေခကြီးသွားတော့ကအမှတ်တရပစ္စည်းလေးတွေကိုတင်စီထားပါ ရှစ်သူတွေလိုပြုမှုပါလင်မယားဖြစ်နေပေမဲ့ရှစ်သူတွေလိုစိတ်လို့ရှောင်းအောင်လုပ်ပါနံပါတ်၅အိမ်အောင်ရေးကိုအမြဲဦးစားပေးပါအိမ်အောင်ရေးကိုအမြဲပထမနေရာမှာထားပါကလေးအလုံးမိသားစုထက်လင်မယားချင်းဆက်ဆံရေးကိုအရင်ဆုံးထားပါ တနစ်ကိုတစ်ခေါက်လောက်ဟန်နီမွန်းပြန်ထွက်ပါကလေးတွေကိုအဖိုးအွားစီအပ်ပြီးအတူတူခီးထွက်ပါအဆုံးသက်နေနဲ့အိမ်ောင်ရေးဆိုတာတူညီတဲ့ရည်မှန်းချက်နားလည်မှုအတူတူစူးစမ်းမှုတို့ပေါင်းစပ်ထားတဲ့အဖော်မွန်တယောက်နဲ့ခရီးတစ်ထောင်လိုပါပဲအမှုပညာလိုလည်းနေ့စဉ်အစ်စ်တွေဖန်တီးရပါမယ်အိမ်ောင်ရေးတာယာဖို့ဆိုတာတနေ့တာလိုရိုးလှုပ်စင်လေးတွေကို အရှင်းနဲ့ဖန်တီးယူဖို့လိုပါတယ်တရားကိုတရားနားလည်မှု လေးစားမှုနဲ့ယူဆမှုတွေကအိမ်တော်ရေးကိုပုံမခိုင်မာစေမှာဖြစ်ပါတယ်အိမ်တော်ကောင်းဆိုတာရှစ်လို့လက်ထက်တာမဟုတ်ပဲလက်ထက်ပြီးမှနေ့စဉ်ပြန်ရှစ်တတ်အောင်လုပ်ယူရတာပါ